မက်ဆက်စီယုံပွဲကိုရန်တိုင်အောင်စုတော်မြေဖရားကနေမြို့တွင်လှည့်လည်ခဲ့ပြီးနေ့လယ်မှာလားရှုံးမြို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာပါတီဝင်တွေကစုဝေခဲ့ကြပါတယ်ဒီလိုစုဝေနေချိန်မှာပဲနိုင်ငံတော်ဒုသမ္မတဒေါက်တာဆိုင်မောင်ခန်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစက်အောင်မြင့်နဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေဟာကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရုံးချုပ်ကိုရောက်ရှိလာပါတယ်ဒီကြေရော ကဘလုတ်ပေးနေတယ်လည်းပဲပါတီကလုတ်ပေးနေတယ်လည်းဆိုတော့တောက်ချောက်ရောက်ခဲ့တာရှိပါတယ်အဲ့တော့အဲ့ဒါတော့ပြည်သူတွေကနည်းနည်းတော့ပို့ပြီးတော့စဉ်းစားနေတယ်ဆိုတော့ဒါရှိုးနည်းနည်းလည်းပါတီကဝင်ပြိုင်တာ6ခုရှိတယ်အစ်တီပြင်တတိပုဂ္ဂလလည်းပြိုင်တာရှိတယ်အာဒီနယ်ရီရဲ့ထုံးစံရတော့ဒီတိုင်းဒါမျိုးစုတွေသူကလည်းသူရှိကြတယ်ပေါ့အာဒီကပြုတ်နေတဲ့တော့အာလူမျိုးပေါင်းစုံလည်းပါတယ်လုပ်လဲလုပ်ပေးနိုင်တယ် ကျွန်တော်ပြည်ကမ်းပြို့အနေနဲ့အားရပါရနိုင်နေမယ်တော့ညှောလင့်ပါတယ်ဒီကနေ့မဲဆွယ်ပွဲမှာကားစီး30လောက်ပါဝင်ခဲ့ပြီးဖိတ်ကြားထားတဲ့ယဉ်ကျေးမှုအဖွဲ့တွေနဲ့ပါတီဝင်300လောက်တက်ရောက်ခဲ့ပါတယ်။တက်ရောက်လာသူတွေကိုတော့ပါတီတဦးကို2000ကျပ်နှုန်းထောက်ပံ့ပေးတယ်လို့မဲဆွယ်ပွဲမှာပါဝင်ခဲ့သူတွေကပြောပါတယ်။ကျွန်တော်ကုန်းစာကြည့်အောင်တက်ရောက်2000ပဲ။တက်ရောက်2000လဲကျွန်တော်အဲဂျေနေပြီးမှ အာဒီမှာတရားနဲ့ခေါ်ရပါရှင်အဒီပါရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြားဖြူပါတီကြားကောင်းပါတီတို့ကနောက်ဆုံးမဲဆွယ်စည်းရုံးရေးနေ့အဖြစ်မနေ့ကလာရှုံမြို့နယ်အတွင်းလှည့်လည်မဲဆွယ်ခဲ့ကြပါတယ်ရှင်